အမေရိကန်ဟာယူကရိန်းတိုက်ပွဲမှာစမ်းသပ်ပြီးဖြစ်တဲ့ဒေါ်လာတန်း900နီးပါးတန်ဖိုးရှိအစင်းမြင့်ဒုံးကျည်စနစ်ကိုထိုင်ဝမ်ကိုရောင်းချကြောင်းကြေညာခဲ့ပါတယ်။တပတ်အတွင်းမှာထိုင်ဝမ်အတွက်ဒုတိယကြိမ်မြောက်လက်နက်ရောင်းချမှုဖြစ်ပြီးစုစုပေါင်းဒေါ်လာ1ဘီလီယံအထိရှိသွားပြီဖြစ်ပြီးတော့ထိုင်ဝမ်အပေါ်မှာထောက်ခံမှုကိုထပ်မံအတည်ပြုလိုက်တာဖြစ်ပါတယ်။ RDX ကုမ္ပဏီကနေထုတ်လုပ်တဲ့တာလဘတ်ဒုံးကျည်စနစ် NASA MS ဟာထိုင်ဝမ်လက်နက်တပ်အတွက်အသစ်တစ်ခုဖြစ်ပါတယ်။ ပင်ဒဂွန်က NASA MS စနစ်တွေဝယ်ယူရေးအတွက်တနင်္လာနေ့မှာကုမ္ပဏီနဲ့ဈေးနှုန်းသတ်မှတ်စာချုပ်ချုပ်ဆိုခဲ့ပြီးထောက်လုပ်တက်ဆင်တာနဲ့ပေးပို့မှုတွေကို2032ခုနှစ် February လမှာအပြီးသတ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်2026ဘဏ္ဍာရီနှစ်အတွက်နိုင်ငံခြားစစ်ဘက်ပစ္စည်းရောင်းချမှုထိုင်ဝမ်ရန်ပုံငွေကနေဒေါ်လာ6989သိန်း4860ပေးချေဖို့သတ်မှတ်လိုက်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ် မေရိကန်ဟာထိုင်ဝမ်ကိုဒေါ်လာတန်330တန်မိုးရှိတဲ့စစ်လေယာဉ်တွေနဲ့တခြားလေယာဉ်အစိပ်အပိုင်းတွေရောင်းချမှုကိုလည်းပြီးခဲ့တဲ့ကြာသပတေးနေ့ကအတည်ပြုခဲ့ပါတယ်။ထိုင်ဝမ်ပေါ်မှာအမေရိကန်ရဲ့ဂတိကဝတ်တွေကိုဒီကနေ့မှရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပါ။နောက်လဲတွေ့မြင်ရအောင်မှာပါလို့တိုင်ပြည်မှာရှိတဲ့အမေရိကန်တန်တမန် Raymond Green ကအမေရိကန်ကုန်သွယ်ကြီးများအသင်းပွဲမှာအင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့ဂျပန်ကစီးရေးအရာဝင်ဆွတ်ဖတ်နိုင်တယ်ဆိုတော့ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့မှတ်ချက်ကြောင့်တရုတ်နဲ့ဂျပန်ကြားတန်တမန်ဆက်ဆံရေးဆိုးရွားနေချိန်မှာအမေရိကန်ရဲ့လက်နက်ရောင်းချမှုပေါ်ပေါက်လာတာဖြစ်ပါတယ်။ထိုင်ဝမ်စစ်တပ်ဟာအရေးကြီးတဲ့ရေကြောင်းထောက်ပံ့ရေးလမ်းကြောင်းတွေကိုကာကွယ်ဖို့ကိုပိုင်ရင်ငုတ်တင်မောများတိဆောက်ချင်းကဲ့သို့သောကျိုးပန်းမှုတွေနဲ့တရုတ်ရဲ့တိုက်ခိုက်မှုတွေကိုပုံမကောင်းမွန်စွာကင်တွယ်ဖြေရှင်းဖို့လက်နက်ကိုဖြစ်တင်းနေပါတယ်။ တရုတ်စစ်တပ်ဟာထိုင်ဝမ်တဝိုက်မှာနေစဉ်ဒီပါလှုပ်ရှားနေပြီးတော့အဲ့ဒါကထိုင်ဝမ်တပ်ဖွဲ့တွေကိုစမ်းသပ်ဖို့နဲ့အားအင်ကုန်ခံမောပန်းစီဖို့မိခိုးရောင်စုံပြူဟာအဖြစ်ထိုင်ဝမ်ကရှုမြင်ထားပါတယ်တရားဝင်တန်တမန်ဆက်ဆံရေးမရှိပေမဲ့လည်းအမေရိကန်ဟာထိုင်ဝမ်ကိုမိမိကိုယ်ကိုကာကွယ်ရေးနှိမ့်လန်းတွေပေးဖို့ဥပဒေအရတာဝန်ရှိပြီးတော့အဲ့ဒီအချက်ကတရုတ်ကိုအဆက်မပြတ်ဒေါသထွက်စေပါတယ် တရုတ်ကထိုင်ဝမ်ကို၎င်း၏အစိတ်အပိုင်းဖြစ်သတ်မှတ်ထားကာလိုအပ်ပါကအင်အားသုံး၍တရုတ်ပြည်မှကြီးနှင့်ပြန်လည်ပေါင်းစည်းဖို့ကတိပြုထားပါသည်။နိုင်ငံများစုဟာတရုတ်ရဲ့သတ်မှတ်ချက်ကိုလိုက်နာကြပြီးမယ်လဲအများပြားကထိုင်ဝမ်နဲ့စီးပွားရေးနဲ့တရားဝင်မဟုတ်တဲ့တန်တမန်ဆက်ဆံရေးကိုထိမ့်သိမ်းထားကြပါလိမ့်ရှင်။မြစီမတရေများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကို စတင်လိုက်ပါ